ပူစီနံဝယ်စားစရာမလိုအောင်ရေကိုအသုံးပြုပြီးဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးဖို့အတွက်ပလတ်စတစ်ဘူးကွန်တွေကိုယူပြီးအပေါ်ပိုင်းနဲ့အောက်ဖက်ပိုင်းတွေကိုဖြတ်ယူပေးလိုက်ပါဘူးကွန်အောက်ဖက်ပိုင်းမှာအပေါက်တစ်ခုဖောက်ပေးပြီးဘူးကွန်ထိပ်ပန်းနဲ့ဆက်ပြီးရပါမယ်ဒါဆိုရင်တော့စိုက်ပျိုးဖို့အတွက်ဘူးကွန်လေးတွေရရှိလာပြီပဲဖြစ်ပါတယ်ရလာတဲ့ဘူးကွန်တွေတဲကိုဖော်ပြလေးတွေထိုးစိုက်ပြီးဆော့ထားပေးလိုက်ပါ ပြီးရင်တော့ပူစီနံရိုးတွေထည့်ဆိုင်နိုင်စေဖို့အတွက်အပေါက်လေးတွေဖောက်ပြီးထားရပါမယ်။ရေနဲ့စိုက်ပျိုးမှဖြစ်တဲ့အတွက်ဘူးခွန်တွေတဲကိုရေအပြည့်ထည့်ထားပေးလိုက်ပါ။စိုက်ပျိုးမဲ့ပူစီနံရိုးတွေကိုယူပြီးအောက်ဖက်ပိုင်းမှာရှိတဲ့အရွက်အားလုံးကို ရှင်ပြရပါမယ်။ပြီးရင်တော့စိုက်ပြိုးမဲ့ဘူးခွန်တွေတဲကိုပူစီနံရိုးတွေထည့်ဆိုင်ပေးထားလိုက်ပါဒီနည်းအတိုင်းဘူးခွန်အလုံးကိုပြုလုပ်ပေးထားရပါမယ်စိုက်ပြိုးပြီးတပတ်ကျော်လောက်ဆိုပူစီနံရိုးတွေမှာအညွန့်လေးတွေစားထွက်နေပါပြီ ဒါဆိုရင်တော့အညွန့်တစ်တွေများစွာထပ်ထွက်လာစေဖို့အတွက်ထိညွန့်တွေကိုဖျက်ယူပေးလိုက်ပါအပင်အာဟာရပြည့်ဝပြီးကြီးထွားစေဖို့အတွက်ဗီတာမင် B1 ရှစ်ပြားကန့်ကိုအမုံဖြစ်အောင်ပြုလုပ်ပေးရပါမယ်။ပြီးရင်တော့ရေနှဲငယ်လောက်နဲ့ရောစပ်ပေးပြီးဘူးခွန်တွေထဲလောင်းထည့်ပေးလိုက်ပါ။ဆယ်ရည်ကျော်ကန့်ကြာတဲ့အခါမှာတော့ပူစီနံပင်တွေမှာအညွန့်တစ်တွေများစွာထွက်နေပြီးစားကျင်ဇပွဲဖြစ်လို့နေပါပြီ။ဒါဆိုရင်တော့အညွန့်တွေကိုလို့တလောက်ခုဆော့ပြီးစားတုံးလို့ရပါပြီ။ မြေနေရမလို့ပဲဘူးကွန်လေးတွေနဲ့အလွယ်တကူစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်ကုစီနန်ကိုမြေနေရမလို့ပဲစားမကုတ်အောင်စိုက်ပျိုးဖို့အတွက်ဒီလိုလေးစိုက်ပျိုးလိုက်ပါ ပထမဆုံးစိုက်ပျိုးမဲ့ဘူးကွန်လေးတွေကို ယူထားပေးပါဘူးကွန်လေးတွေပေါ်မှာအပေါက်ဖောက်ပေးဖို့အတွက်အနားလေးပစ်လုံးကိုအမတ်အသားပြုလုပ်ပေးလိုက်ပါပြုတ်လုထားတဲ့အမှတ်အတားတွေအတိုင်းကကြေးတက်တက်ကိုအတုံးပြူပြီးလိဖြတ်ပေးရပါမယ်။ အမတ်သားတွေအားလုံးလှိပြက်ပြီးပြီဆိုရင်တော့စိုက်ပျိုးဖို့အတွက်ဘူးကွန်လေးတစ်ခုရရှိလာပြီပဲဖြစ်ပါတယ်။ဘူးကွန်အားလုံးကိုဒီနေ့အတိုင်းလှိပြက်ပေးထားလိုက်ပါ။ဘူးကွန်တွေရဲ့အောက်ဖက်ပိုင်းမှာရေစိမ့်ဝင်ထွက်နိုင်စေဖို့အပေါက်လေးတွေဖောက်ထားပေးရပါမယ်။ပြီးရင်တော့ဘူးကွန်လေးတွေကိုစင်နန်းတစ်ခုပေါ်မှာအစီအရီချိတ်ဆွဲထားလိုက်ပါ။စိုက်ပျိုးဖို့အတွက်တဘာဝမြေဆွေဖွဲပြနဲ့အုံဆက်မုံတွေကို ရောစပ်ပေးထားလိုက်ပါ။ရောစပ်ထားတဲ့မြေဆွေတွေကိုစိုက်ပျိုးမဲ့ဘူးကွန်တွေထဲထည့်ထားပေးလိုက်ပါ။ ထဲဆိုင်မဲ့ပူစင်နိုင်ပင်လေးတွေကိုအရွက်တွေရှင်းပေးပြီးအရှင်နှလဲမကန်အပိုင်းလေးတွေဖြစ်အောင် ဖြတ်တောက်ပေးထားရပါမယ်။ပြီးရင်တော့အမြင့်ထွေမြန်စီတဲ့တဘာဝဆေးတို့မဟုတ်ဓာတုဆေးတမျိုးမျိုးနဲ့နိုင်ဝက်ခန့်စိန်ပေးထားလိုက်ပါ။စိန်ထားတဲ့ပူစင်နိုင်ရိုးလေးတွေကိုစိုက်ပြိုးမဲ့ဘူးတွေထဲထိုးစိုက်ပေးထားလိုက်ပါ။ပြီးရင်တော့ရေဆူရွှဲအောင် လောင်ပေးထားရပါမယ်။တပတ်ကြောကြတဲ့အခါစိုက်ပြိုးထားတဲ့ပူစီနံရိုးလေးတွေမှာ အရွက်လေးတွေထွက်နေပါပြီ ဗီတာမင် B1 ဟာအရွက်တွေကိုစိမ့်ဆိုစေပြီးအပင်ချိထွားမှုကိုမြန်ဆန်စေပါတယ်။ဗီတာမင် B1 ဆယ်ပြားခန့်ယူပေးပြီးအမုံလေးတွေဖြစ်သွားအောင်ပြုလုပ်ပေးလိုက်ပါ။ရလာတဲ့အမုံလေးတွေကိုဘူးကွန်တစ်ခုထဲကိုထည့်ပြီးကျဲဥတလုံးနဲ့ရောစပ်ပေးလိုက်ပါ။နှက်ဆက်အောင်မှုထားပေးပြီးရေဖြန့်ပုံနဲ့ထည့်ထားပေးလိုက်ပါ။ပြီးရင်တော့စိုက်ပျိုးထားတဲ့ပူစီနံပင်လေးတွေကိုဆူရွှဲနေအောင်လောင်ထားပေးလိုက်ပါ။ ီလိုလောင်းပေးခြင်းအပြင်ပူစိနံပင်လေးတွေဟာအာဟာရကိုလုံလောက်စွာရရှိစေပြီးလင်းမြန်စွာကြည်ထွားဝင်ပြိုစေမှာပဲဖြစ်ပါတယ်။အညွန့်တင့်များများထွက်လာစေဖို့အတွက်ထိညွန့်တွေကို ဖြတ်ထားပေးရပါမယ်။တလကြောကြာတဲ့အခါမှာတော့စိုက်ပြိုးထားတဲ့ပူစီနံပင်လေးတွေဟာအညွန့်တက်တွေများစွာထွက်နေပြီးဝေဆာလို့နေပါပြီ။အရွက်တွေလည်းစိမ့်ဆူနေပြီးထင်မထားလောက်အောင်ပွားများနေပါပြီ။ဒါဆိုရင်တော့လူတလောက်ခုဆော့ပြီးချက်ပြိုစာတုံလို့ရပါပြီ။ ခုဆော့ပြီးဆဲရေးကန့်ကြတဲ့အခါခုဆော့ထားတဲ့ပူစင်နာပင်လေးတွေမှာအညွန့်တက်တွေများစွာထပ်ထွက်နေပြီးဝေစာလို့နေပြန်ပါပြီ။ဒါဆိုရင်တော့ဒုတိယအကြိမ်ထပ်မံခုဆော့လို့ရပါပြီ။တခါဆိုင်ပြိုးယုံနဲ့ထင်မထားလောက်အောင်ပွားများပြီးအမြင့်မပြတ်ခုဆော့စားတော့နိုင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့လည်းဆိုင်ပြိုးကြည့်ကြပါဦးနော်။